အားလုံးပဲမင်္ဂလာပါ The United Show YouTube Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့ Europa League ပွဲစဉ်မှာ Manchester United နဲ့ Real Sociedad တို့အသင်းရဲ့ဒုတိယကြော်ပွဲစဉ်မှာ United ကတော့4-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အကြောင်းကိုဒါအားကစားကလောင်ရှင်ဖြစ်တဲ့ကိုစီတူနဲ့အတူတူသုံးသပ်သွားမှာဖြစ်ပါရစေ။ကိုစီတူမင်္ဂလာပါ။မင်္ဂလာပါခင်ဗျာ။ဒါ United ကတော့အဲ့မိုရင်လက်ထက်မှာလည်းချက်လက်တွေရတယ်အကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့တယ်ပြီးရင်ဒါလေးကိုပြတ်ဆိုရလဲ မရတာတော်တော်ကြာနေပြီအဲဆိုတော့နောက်တစ်ဆင့်တက်သွားရဲ့ဘွယ်မှာ serious society နဲ့ပွဲရတော့ဒါခြေစွမ်းပိုင်းရတယ်အားရဖို့ကောင်းတယ်ပေါ့အဆုံးသတ်မသေးကြတဲ့အပိုင်းတွေကလို့ရင်ကျန်တဲ့မှာတသိန်းလုံးကအဆင်ပြေပြေကစားနိုင်ရဲ့ဆိုတော့ United အသင်းရဲ့ဒါ serious society နဲ့ပွဲရ performance နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်လေးကိုသုံးသပ်ပေးပါအောင်ဟုတ်ကဲ့ဗျအာကျွန်တော်တို့ပထမအကြော်တော့ဆွေးနွေးခဲ့သလို United မှာတိုးတက်လာတဲ့အပိုင်းတွေအများကြီးနေရတယ်ပေါ့နော်ပြီးတော့ဒီ Arsenal နဲ့ပွဲကစားတယ် ကျွန်တော်တို့မဆွေးနွေးတော့မဆွေးနွေးဖြစ်ခဲ့ဘူးဒါပေမဲ့အာဆင်နယ်နဲ့ပွဲပါလေတိုးတက်လာတာကြီးအများကြီးနေရတယ်အဲအထူးသဖြင့်ကက်စီမီရောရဲ့ပြီးကက်စီမီကိုအတုံးချပုံပြီးခန်စစ်ကစားပုံပေါ့နော်အဲ့ဒါတိုးတက်လာအခုဒီပွဲမှာတော့အဲ့ဒီအဟာတွေအကုန်လုံးရဲ့အမ် live pack အနည်းဆုံးပွဲအပွဲကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ Amorin ဟာတစ်ဖြည်းဖြည်းဒီအသင်းကိုတစ်ဖြည်းဖြည်းနဲ့ adjustment လေးတွေလုပ်လာတယ်အဲ့ဒီ adjustment လေးတွေကအခုအချိန်မှာတော့ဒီအားလုံးပေါင်းစည်းသွားပြီးတော့အကောင်းဆုံးပုံစံတစ်ခုကိုမြင်လာရတယ်ယူနိုက်တက်မှာတောက်လျှောက်ပြဿနာဖြစ်နေတယ် win back ပြဿနာမှာ ဒီဒီယိုကိုဒါလိုဟာညတော့မှမသူအားတန်တဲ့နေရာမှာသူတက်တော့တာရှိတဲ့နေရာမှာသူမပြေဝကစားနိုင်တယ်အဲဒီလိုပဲ left wing pass မှာလည်းဒေါ်ဂူဟာတော်တော်လေးကောင်းကောင်းကစားနိုင်ခဲ့တာကိုတွေ့ရတယ်ဒီပွဲမှာဆိုရင်ဒါလိုရောဒေါ်ဂူရောပနတီ area ထဲအထိအများကြီးလိုက်ခဲ့တယ်ဗောနဒေါ်ဂူကတော့ပို့ပြီးတော့တိတာထင်ရှားတယ်ပနတီလည်းရယူနိုင်ခဲ့တယ်ဗောနအဲ့တော့ United ရဲ့တောင်းပန်တွေဟာအဲ့လိုလုံးလုံးပို့လို့ပဲအဲ့လိုလုံးလုံးမှာဒီ inside forward တွေဖြစ်တဲ့ဒီကနာချိုတို့ အာပြီးတော့ sexy ကိုအကောင်းဆုံးကစားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ sexy ဟာလည်းကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဆွေးနွေးခဲ့သလိုပဲ inside forward ကိုလည်းတော်တော်လေး live ဖတ်တယ်ပေါ့နော်သူ့ရဲ့အခြေအတွင်းနဲ့ဒီနေရာနဲ့အံဝင်တယ်ပေါ့အဲ့တော့တနေ့နေရာရဲ့အလုပ်ဖြစ်လာတဲ့နေရာ white line လိုမျိုးဒါတည်နေတဲ့ကစားသမားတော်တော်တော်လေးအလုပ်လို့ရရပြန်ဖြစ်လာပြီးတော့စိတ်ဝင်စားစရာခြေစွမ်းကိုပြသနိုင်ခဲ့တယ်ကွင်းလေအတွဲဖတ်မှာလည်းဒါ Cassie Mio နဲ့ Bruno Fernandes ဟာအာပြောမှဆိုရင်ဒါ ideal တပတ်ပစ်ဖို့ပုံစံမျိုးပေါ့နော်အာတော်တော်လေးကောင်းကောင်းကစားနေတာကိုတွေ့ရတယ်ဘောလုံးဖြတ်ဝေမှုအပိုင်းရောပြီးတော့ဒီထိမ့်ချုပ်မှုအပိုင်းရောတော်တော်လေးကောင်းလာတာကိုတွေ့ရအဲ့တော့အမော်ရန်ကဒီဟာလေးတွေကိုအပြောင်းလဲအနည်းငယ်အနည်းငယ်လေးလုပ်ပြီးတော့ဖန်တီးနိုင်ခဲ့တယ်အခုချိန်မှာတော့အဲ့ဒီပြီးခဲ့တဲ့အပတ်တွေတော့ကလုပ်ခဲ့တဲ့ adjustment အသေးသေးသေးလေးတွေအကောင်လုံးကဒီချိန်မှာမိသွားပြီးတော့တင်းမောတစ်ခုပုံစံဒါ3လေး1အမော်ရန်လိုချင်တဲ့3လေး1အကောင်းဆုံးပုံစံတစ်ခုကို ြလာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့လဲဒါ4 1ဆိုတဲ့ရှာလက်ပေါ့နော်ဒါပနတီပါတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ပနတီကိုဖယ်ပြီးကြည့်လိုက်မယ်ဆိုရင်လည်းခြေစွမ်းအဖြစ်ပေါ့ပြီးတော့ဒီအမော်ရင်လိုချင်တဲ့ပုံစံအဖြစ်အမော်ရင်လိုချင်တဲ့ပုံစံကိုရောက်ရှိခြင်းမရောက်ရှိခြင်းကျွန်တော်ကြည့်မယ်ဆိုရောက်ရှိတာကိုမြင်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အာ United အနေနဲ့ပုံစံတော်တော်လေးကြာလာတဲ့နိုင်ဘွဲ့တဲ့ဘွဲ့ကိုဖန်တီးနိုင်ခဲ့တဲ့လူရှုစပါတယ်ကျွန်တော်ကတော့ အဓိကတော့ဒါဒီနေ့ပေါ်မှာဆိုရင်ဒိုကူခြေစွမ်းပြခဲ့အဓိကတော့ဝင်းဘတ်တွေအလုတ်ဖြစ်ခဲ့ရလို့ပြောမှာဒီနေ့ဆိုတော့အဒီဘက်ဘယ်ဘက်ချမ်းမှာဝင်းဘတ်ဖြစ်တဲ့ဒါဒိုကူကဒီ natural level natural ပြောမှာဆိုရင်သူရဲ့ငကူဘယ်တန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဟို united ရဲ့ဝင်းဘတ်တွေဒီဘယ်ချမ်းအပေါ်ပြီးကောင်းလာတာလို့တော့ဒါပြောလို့တော့ရတယ်အထူးသဖြင့်ဒီဒါ heaven နဲ့တွဲဆောတဲ့ခါမှာ ပို့ပြီးတော့လည်းကောင်းလာတာကိုတော့တွေ့ရတယ်ပြီးတော့ဒါ customer ယူနဲ့ပတ်သက်ပြီးတော့လည်းဒါ Amorin ကိုယ်တိုင်ကဒါပွဲပြီးတဲ့အချိန်မှာပြောသွားတယ်ကစားသမားတွေကသူကင်တွဲဘလို့ကင်တွဲရမလဲဆိုတော့သူသဘောပေါက်နေရဲဆိုတဲ့ပုံစံနဲ့ဘယ်နေရာမှာအကောင်းဆုံးဖြစ်မလဲဆိုတာကိုဒါ Amorin ကိုယ်တိုင်လည်းဒါသဘောပေါက်နေပြီလို့တော့ညီမတို့ထင်တယ်ဆိုတော့ပထမပိုင်းမှာတော့ United ကတော့ဟိုအထနေခဲ့တယ်ပေါ့နော်အထနေတော့ဒါပနန်တီပေးလိုက်ရတယ်ပွဲချိန်10မိနစ်လောက်မှာပေးလိုက်ရဆိုတော့ပနန်တီပေးပြီးနောက်ပွဲမှာ United ကဒါပွဲကို ချက်ချင်းပဲပြန်ပြီးတော့ဂိုးသွင်းနိုင်ခဲ့ပေါ့ပနတီဆိုပေမဲ့ဒါဂိုးရဖို့အခွင့်အလမ်းတွေအများကြီးရှိခဲ့ရဆိုအဲဆိုတော့ဟိုဂိုးပေးလိုက်ရပြီးရနောက်ပိုင်းမှာ United အနေနဲ့ပြန်ပြီးတော့ control လုပ်ကစားပုံအပြောင်းလဲပေါ့နော်ဘယ်လိုမျိုးလုပ်ခဲ့လို့အကိုထင်လဲမသိဘူးဟုတ်ကဲ့ဗျအာကစားပုံအပြောင်းလဲဆိုတာဒီပွဲကိုဒီလိုကစားဖို့ပဲလာတယ်လို့ကျွန်တော်တို့ယူဆတယ်ဘာလို့လဲဆိုတော့နိုင်ဖို့လိုအပ်နေအောင်နော် sorry ကနိုင်ဖို့လိုအပ်နေတဲ့အခါမှာဒီပွဲကိုဒီလိုကစားဖို့ပဲလာခဲ့တယ်သူတို့စီစဉ်ထားတဲ့အတိုင်းကစားနိုင်ခဲ့တယ်ပေါ့နော်အဖွင့်ကိုပေးလိုက်ရတာတော့ဒါ cancel ရတယ်လေ ပြောလို့ရတယ်ပေးသင့်တဲ့ penalty ဆိုပေမဲ့အဲဒီလိုမျိုးရုပ်တရက် bus တွေကနေပေးလိုက်တာမျိုးပေါ့နော်အဲပြီးတော့နောက်ပိုင်းမှာဒီပုံမှန်စတဲ့တခုကိုကစားနိုင်ခဲ့တယ်ပြီးတော့ဒီ queen land မှာ blue finders နဲ့ jersey blue ဟာအဲတော်တော်လေးတွဲဖက်မိလာတယ်ပေါ့နော်အဲပြောမယ်ဆိုရင်ဒီ amorin ပွဲပြီးမှပြောသွားသလိုပဲ jersey blue ဟာ hide at the pitch အရင်လိုက်ဖို့အတွက်အာမလုံလောက်ဘူးပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့သူ့အနေနဲ့နောက်လေးနည်းနည်းလေးရှိုးရှိုးလေးနေတယ်ဘရူဖန်ဒက်စ်ကအရှိ့ပိုရောက်တဲ့ပုံစံနဲ့ကစားခဲ့တယ် ဲ့တော့ Bruno Fernandes တွင်လည်းမှာရှိနေခြင်းကတိုက်စစ်ကိုဘော progress ကောင်းကောင်းလုပ်နိုင်စီရယ်ပေါ့နော်အဲ့တော့ Bruno ရှိနေခြင်းနဲ့အတူဒီသူနဲ့တွဲဖက်ကက်စီမီရိုကလည်းပိုးသတောင်းတာရှိတာပေါ့နော်အရင်ကဆိုရင်ဒါသာပေါ့လို့ကက်စီမီရိုနဲ့ဒါဥဂတေတွဲတယ်ပဲထားနှစ်ယောက်လုံးကဘောလုံးကိုရှေ့မပို့နိုင်မပို့နိုင်တဲ့ခါမှာတယောက်ချင်းစီဒုက္ခရောက်လို့နှစ်ယောက်လုံးအတွဲလိုက်လေဒုက္ခရောက်တယ်ပေါ့နော်အခုအချိန်တွေမှာ Bruno Fernandes ရှိနေတာဖြစ်တဲ့အတွက်အဲဒီကက်စီမီရိုလည်းတော်တော်လေးဝင်ပို့တယ်သူကိုယ်တိုင်ရဲ့ပြေပို့မှု ဟိုစွမ်းရည်လည်းပိုတက်လာတော့ကျွန်တော်တို့မြင်ရတယ်အဲ့တော့ဒီအချက်ကတိုက်စစ်ကိုစတင်တဲ့အခါမှာဒါအသုံးဝင်လာတယ်ပေါ့နော်ဒါကတော့ကွင်းလယ်ပိုင်းရန်ကြည့်ရင်ပေါ့အဲ့တော့ကျွန်တော်နောက်ကိုပြင်ကြည့်မယ်ဆိုရင်လည်းခန်စစ်မှာဒီ white center back တွေဖြစ်တဲ့ Masrauri ရဲ့ပြီးတော့ဒီနေ့ပွဲမှာခြေစွမ်းတော်တော်လေးပြခဲ့တယ် heaven တွေအဲ့တော့အာဒီ white center back တွေကကွင်းလယ်ကိုတက်ဖို့တက်ပြီးမှလူတယ်ပေါ့နော်အဟာလျော်ဆိုတာအဲပြီးတော့ passing တွေများလုပ်ပေးမှလူတယ်အဲ့တော့ heavens နဲ့ Masrauri ကဒီအလုပ်ကိုကောင်းကောင်းလုပ်နိုင်ခဲ့တယ်အဲ့တော့ဒီဟာလည်းအရေးပါတယ်ပေါ့ပြောမယ်ဆိုရင် United ကွင်းလယ်ကအာဒီ လေးယောက်တန်းအတန်းလိုက်ပုံစံတက်ဆိုင်ရင်ဒီအလဲရဒပပဖို့နှစ်ယောက်ကကက်စီမီရိုကဒီနောက်လေးမှနေပြီးတော့ဘရူနိုကဒီလိုရှေ့လေးမှနေတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့အရှိတို့တက်ပေါင်းသွားတယ်အဲ့တော့ဒီကွင်းလယ်မှာဝင်းမက်စ်တွေလည်းရှေ့တက်တယ်အဲ့တော့ကွင်းလယ်မှာကက်စီမီရိုတယောက်ပဲကျန်တယ်အဲ့လိုကျန်တဲ့အခြေအနေမျိုးဆိုရင်ဒီနောက်ကဒီ white center best တွေပါရှေ့ကိုဒီနေရာတက်လာပြီးတော့ကူပေးနိုင်တယ်ပေါ့နော်အဲ့တော့အမော်ရင်ပွဲပြီးမှပြောရသလိုမျိုးဒီအသင်းရဲ့ connection ပုံပြီးလာပြီးတော့ကက်စီမီရိုအတော့ smaller space အခြေအနေပြီးတယ်အဲ့တော့အဲ့ smaller space အခြေအနေမှာကက်စီမီရိုရဲ့ဘောလုံးအကြောင်းနားလည်မှုက ပို့ပြီးပေါ်လွင်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးပေါင်းဆက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အခုမြင်ရတဲ့စွမ်းဆောင်ရည်မျိုးဒါမြင်ရတယ်ဒါတော့ခန်းစင်းနဲ့ကွင်းလေကိုချိန်တဲ့နေရာပေါ့နော်အဲ့တော့ကျွန်တော်တိုက်စစ်ကိုစက်တက်ပြီးကြည့်မယ်ဆိုရင်ဘလူးနိုကအရှိခုနလိုပေါင်းသွားတယ်ကာနာချိုက white ပုံစံပို့ပြီးတော့ကစားတယ်ဒါလိုနဲ့ dog glue နဲ့တောင်းမှာ with အပြည့်ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ setup ဟာအတင်းကြီးကြီးကစားတယ်ပေါ့နော်အမှ Manchester City ဆို3-5လို့ပုံစံမျိုးနဲ့ကစားတယ် Arsenal 3-5ကစားတယ်အဲ့တော့ Amorin ရဲ့ system အဲ့လို3-5ပုံစံ ဖြစ်သွားတာပေါ့နော်အဲ့တော့ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ CC ပိုင်ပိုင်ရှိတဲ့ဒီ ball circulation နဲ့ပွဲ control ကိုမြင်ရပြီးတော့အဲဂိုးအခြေအနေတွေရောဂိုးအခြေအနေမဟုတ်တဲ့ကျွန်တော်အခွင့်အရေးတွေမှာကြည့်မယ်ဆိုရင် United ကစားသမားတွေက penalty area မှာ၄ယောက်လောက်၅ယောက်လောက်သူ့ဘက်ပြီးတော့ရှိနေတယ်အဲ့ penalty box အရှိန်မှာလည်း Casemiro ကိုရှိမယ်ပြီးတော့ဒီ Masrao ကိုလိုက်လာ Masrao ကိုရှိတယ်အဲ့လိုမျိုးအပြည့်ရှိတယ်ဒါအမှန်ကန်တဲ့ Dice organization ဖွဲ့စည်းပုံဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ United အနေနဲ့ပွဲကိုပြန်လာနိုင်ခဲ့တယ်ပေါ့နော် penalty ရရှိခဲ့ခြင်းကတော့ဒါအပူစုပေါ့ ြောမှရှင်အရင်တော့ဆိုရင်ဗျာအဲဒီပနတီရရမရထားပါဒီလောက်အခွင့်အရေးတွေကန်သွင်းချက်တွေဒီလောက်ရေဖုံစရာကောင်းတဲ့အခြေအနေတွေရရှိခြင်းမရှိခဲ့ဘူးအခုကရရှိလာပြီဖြစ်တယ်အဲ့လိုရရှိလာတာကအမော်ရင်လိုချင်တဲ့3 4နှစ်တပုံစံပို့ပြီးတော့အသက်ဝင်လာတာ ਨੇ သက်ဆိုင်နေပါတယ်ခင်ဗျာနောက်ပြီးတော့ဒါဈေးစီးနဲ့ပတ်သက်ပြီးတော့ဒါပြောမှတော့ရတော့ပြောမှတော့ဖြစ်တော့ဘာလို့ဆိုတော့နောက်ပိုင်းပွဲတွေမှာဆိုရင်ဈေးစီးကအရန်ဟိုအတိတ်တသာတိုးတက်လာတယ်အထူးသဖြင့်ဒါ tight space တွေမှာဆိုလို့ရှိရင် အဲသူရဲ့ဟိုဟိုတိတ်ခွန်လေးရောဒါ test တွေကတော်တော်ကြီးကိုသိတတာကောင်းလာရဲဆိုသူကောင်းလာတဲ့ပတ်သက်ပြီးဘလူနိုကလည်းဒါကစားပုံကစားတာနည်းနည်းလေးဟိုတက်တောင်းတက်တာဖြစ်လာလို့ထင်ရတယ်သူဟိုကွင်းထဲမှာ deep area ဒီဆင်းပြီးတော့ကစားပေးနေရဆိုတဲ့အတွက်ကြောင့်ဆိုတော့ဈေးစီးနဲ့ပတ်သက်ပြီးတော့အကိုရဲ့အမြင်လေးကိုပြောပြပြောအောင်ဟုတ်ကဲ့အပြီးခဲ့တဲ့ပတ်ကလည်းကျွန်တော်တို့ဒီအကြောင်းဆွေးနွေးခဲ့ကြသေးတယ်ပေါ့နော်အဲပြောမယ်ဆိုရင်စက်ကြီးကကျွန်တော်တို့ပြောပြောမှရမယ့်အနေအထားဖြစ်လာတယ်ပေါ့နော် အဲသူကဒီအကောင်းဆုံး inside forward ကမားတော့မဟုတ်ပါဘူးဒါပေမဲ့လက်ရှိ United ရဲ့ရှိသမျှ option တွေမှာတော့သူကအကောင်းဆုံးဖြစ်နေတယ်ပေါ့နော် Bruno ဟာ Bruno ကိုယ်တိုင်တော့ဒီ sexy လောက် tight space တွေမှာဘောလုံးကင်မထားနိုင်ဘူးအဲပြီးတော့ဒီမချိတ်နိုင်ဘူးပေါ့နော် Bruno ရဲ့ type ကလည်းနည်းနည်းလေးစားဖို့ဆိုကွဲတယ်အဲ့တော့ Bruno နောက်ပြန်ရောက်သွားစီခြင်းကလည်းတကယ်ကောင်းတယ်အဲ Bruno ရဲ့စွမ်းရည်အပြည့်ကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဒီ late entry နောက်ကပြတ်တက်လာတဲ့ဟာတွေပို့ပြီးမြင်ရတယ် sexy ကကျတော့အရှိမကျွန်တော်ဘလို့သွားဆင်လဲဆိုတော့ဒီ quality လို့တော့ ဒီတချို့ကသုံးသုံးကြတယ်ပေါ့နော်ဒီကွန်ဆိုတာပြန်ဘက်ရဲ့ pressure တွေ absorb လုပ်တာပြန်ဘက်ကိုကိုယ်စီလာအောင်ဒီဆွဲဆောင်တာပေါ့နော်လာတဲ့ချိန်ကျတော့ရင်တခြား option တစ်ခုကိုသူပေးလိုက်တာပေါ့လေ Manchester City မှာဆိုရင်အဲ့ပုံစံကိုဒါ Grealish ကလုပ်တယ် Grealish ကတော့ဟိုဘက်တောင်ပိုင်းအစွန်းကနေလုပ်တာအဲ့ sexy ကကြတော့အဲ့လိုမဟုတ်ပဲねဒီ left inside channel ထဲမှာသူအဲ့ဒါကိုလုပ်တယ်တောင်ပိုင်းနဲ့ဒေါကူနဲ့တွဲတယ်အဲ့တော့ဒေါကူကတကယ်လေးကောင်းကောင်းကစားနိုင်တယ်ဒေါကူတိုက်စစ်ကိုအများကြီးလိုက်နိုင်တယ်ကျွန်တော်တလုံးလွတ်သွားသေးတယ်ဒီ white line နောက်ပေါက်နဲ့ပြေးလိုက်တဲ့အလုံးထင်တယ်အဲ့တော့ဒေါကူရဲ့အဲ့လိုလိုက်နိုင်ခြင်းခါ အဒီစက်စီကိုလည်းပို့ပြီးတော့အကျိုးရှိစေတယ်အဲ့တော့စက်စီရဲ့အဲ့လိုကစားနိုင်ခြင်းရတယ်တခြားနေရာအောင်ပြန်အကျိုးရှိစေတယ်ပေါ့နော်ကျွန်တော်ပြောမယ်ဆိုအညမညအဒီပြန်ပြီးတော့ဟိုအကျိုးပြုနေရပါတော့အဲ့တော့စက်စီကိုဒီ inside forward rows မှာသုံးဖို့အတွက်လုံးဝအပြည့်အဝဆုံးဖြတ်ချလိုက်တယ်ပေါ့နော်လုံးဝ backup လုပ်ထားတယ် amorin ဆုံးဖြတ်ချက်ကိုလည်းကျွန်တော်တို့အတိအမဲ့ပြုရမယ်နည်းနည်းလေးအောင်နောက်ကျနေလို့ပြောလို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းတောက်လျှောက်သုံးတဲ့ပွဲအခွန်လုံးမှာစက်စီဟာအပြည့်အဝကစားနေနိုင်တာကိုတွေ့ရတယ်ဒါတိုးတက်စရာလေးတော့ရှိသေးတာပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့ ဒီຢာဒီຢာဒီလုံးကြုံခဲ့ရတဲ့ဆက်စီအခြေအနေနဲ့ပြောမယ်ဆိုရင်ပြီးတော့ဒီစောစောစီးစီးမိနစ်30မှာလူစားလဲခံရပြီးတော့ပြိသက်တွေဘူးလောက်ခံရတဲ့ကစားသမားအဲအဲ့လိုမျိုးအကြအပိုင်းဆိုင်ရာအများကြီးကြုံတွေ့ခဲ့တဲ့ကစားသမားတယောက်ပဲပြန်လာမှုအနေနဲ့ဆိုရင်ကျွန်တော်တို့တော်တော်လေးကိုကြီးကျူးစရာကောင်းတာအမှန်ပဲခင်ဗျာဆိုတော့အာနောက်ပြီးတော့ဒါအသင်းမှာဆိုလို့ရှိရင် Bruno Fan ဒါ Bruno Bruno ရဲ့အခန်းကဏ္ဍကလည်းဒါအရန်ကိုအရေးကြီးအရေး အရင်ကအရေးကြီးရေပေါ့ဟိုဆဲစရာရှိလို့ရှိရင်လည်းဒါထိတ်ဆုံးရပဲအများရန်ဆဲခံရတဲ့ကစားသမားကဲစရာရှိရင်လည်း तू तू ကလွဲပြီးတော့ဟိုဟိုကဲနိုင်တဲ့ကစားသမားအသင်းကိုမရှိဘူးဆိုတော့ဘရူနိုနဲ့ပတ်သက်ပြီးတော့ဒါအကိုရဲ့ဒီနောက်ပိုင်းပွဲတွေမှာဆိုလဲဒါဘရူနိုလည်းဒီလိုပဲခြေစွမ်းပြန်ပြီးတော့အော်ကယ်ရီလိုက်ဒါရဲကစားသမားတွေမှာပါဝင်လာပြီဆိုတော့ဘရူနိုနဲ့ပတ်သက်ပြီးတော့အကိုအမြင်အနေနဲ့ပတ်သက်ပြီးဆွေးနွေးပေးပါဟုတ်ကဲ့ဗျာဒါအကောင်းဆုံးကစားသမားပါဘူး United ရဲ့ဒီရပါ ကျွန်တော်အခုအစကတည်းကလည်းကျွန်တော်ရဲ့ဒီသုံးသက်ချက်ကတတ်သက်မထဲပဲပေါ့နော်အာဘလူးလိုကအတင်းရဲ့အရေးပါဆုံးနဲ့လက်ရှိမှာအတင်းအကောင်းဆုံးပေါ့တချို့ပွဲတွေမှာသူညံ့တာရှိပါဒါပေမဲ့သူညံ့တာတော့အတင်းရဲ့အကောင်းဆုံးသားသမားတော့ထဲမှာပါနေဆဲပဲပေါ့နော်အဲ့တော့အဲ့ level ဟိုအကောင်းဆုံးပြနိုင်တယ်ပြီးတော့ဒီ goal တွေပို့ပြီးတော့ twin လာနိုင်တယ်ပြီးတော့သူကိုယ်တိုင်လည်းပို့ပြီးတော့အာပင်မန်းနေရပေါ့နော်ပင်မန်းနေရကြားထဲကနေအဲဘယ်လိုခေါ်မလဲအဲပင်မန်းနေရတော့မှန်ဒါပေမဲ့ဒီအတင်းကဒီ teamwork ပြီးလာတယ် ကစားလို့ပိုကောင်းလာတယ်ဆိုတော့ကျွန်တော်တို့ခံစားမိတယ်ကစားသမားကြီးလည်းခံစားမိတယ်ကစားသမားကြီးရဲ့ vibe ကိုကြည့်အရင်လိုမျိုးပြာကျွန်တော်အရင်ဆိုဆိုကြည့်လိုက်တာနဲ့သိစိတ်ညစ်နေတယ်ဘူလေဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အခုကအဲ့လိုမဟုတ်ပျော်လင်းချက်ရှိလာတယ်တို့ဒီမကစားနိုင်လောက်တော့ဘူးလို့ထင်တဲ့သုံးလေးနှစ်တည်းပုံစံမှာတို့ကစားနိုင်လာတယ်တို့ထင်တာကတော့ပိုကောင်းကစားနိုင်လာတယ်ပေါ့နော်အဲ့ဒီခါမှာမျော်လင်းချက်ရောင်ကြီးပိုပြီးရှိလာအဲ့အတွက်ပိုပြီးအားထည့်လာတယ်အဲ့ဒီ vibe ကဒီဘရူနိုအပါဝင်တခြားသောကစားသမားတွေတက်ရောက်တယ်ဘရူနိုကတော့ပိုပြီးတော့ ပြီးတာကောင်းလာတယ်သူမောပန်းနွမ်းလျရနေရတော့မှသူတော်တော်လေးကိုညှစ်ထုတ်ပြီးကစားတာကိုပဲကျွန်တော်တွေ့ရတယ်အဲ့တော့အသင်းရဲ့တခြားသောနေရာတွေက function မှန်လာတဲ့အမြဘလူးနိုလည်းခြေစွမ်းပို့ပြီးတက်လာတာပေါ့နော်ဒါဒီနေ့ပွဲဆိုရင်ဒါ penalty တွေသွင်းခဲ့တယ်ပေါ့နော် penalty ကတော့ထားပါတော့ဒါပေမဲ့ penalty ကိုဖယ်လိုက်မယ်ဆိုရင်လည်းဘလူးနိုရဲ့အခန့်ကဏ္ဍကကြီးမားနေစေဆိုတာကိုကျွန်တော်နီးပြအားဖြင့်ဟောတယောက်ချင်းပြုတ်လို့တဲ့ drive အားဖြင့်ဟောကျွန်တော်တို့တွေ့ရလဲပေါ့နော်အဲ့ဒီအသင်းရဲ့အရေးကြီးဆုံးကစားသမားဖြစ်တယ်။တခြားဘလူးဝေဖန်မှုတွေပဲကြုံနေရကြုံနေရပါတော့။ ရူနိုရဲ့ status တကယ်အရှိတရာရဲ့ reality ကတော့အဲအရင်အရေးပါတယ်ဆိုတော့ reality ဖြစ်နေတယ်ပေါ့လေအဲနောက်ပြီးတော့ဒါအသင်းက real society ကအနီးကန်းထိပြီးသွားရင်နောက်ပိုင်းမှာဒါ united ကထိန်းချုပ်ပြီးကစားလို့ရတယ်ဥမာ possession ကိုထိန်းပြီးတော့ကစားလို့ရခဲ့ပြီမယ်မကစားခဲ့ဘူးဒါ society တက်ကိုဘောလုံးပေးကန်ပြီးတော့အာကိုကဟို transaction ပုံစံနဲ့ပဲကစားဆို အဲ့လိုမျိုးอ่ะရော United ကအဲ့လိုမျိုးကစားခဲ့ရဆိုတော့ဟို10ယောက်17ယောက်ကစားတဲ့အချိန်မှာတော့မဘာဖြစ်လို့ဟိုကိုယ်တိုင်ထိန်းချုပ်မကစားဘဲနဲ့တစ်ဖက်ကိုဘောလုံးပေးပြီးတော့အဲ့လိုမျိုးဟိုကစားခဲ့တယ်လို့အကိုမြင်လဲမသိဘူးအဲအဲ့ဒီပုံစံပုံပြီးတော့ United ရဲ့လက်ရှိအခြေအနေနဲ့သိလျော်တယ်ပေါ့နော်အမ်ပြောမှဆိုရင်ကိုယ်ကကင်ကစားအနေနဲ့များတယ်ပေါ့နော် United ကအဲအရင်အဲဒီ ball control game position game ကိုပိုင်နိုင်ခြင်းမရှိသေးဘူး ကောင်းလာတော့မှန်တယ်ဒါပေမဲ့မရှိသေးဘူးမရှိသေးတဲ့အခါမှာကိုပိုင်နိုင်တဲ့ပုံစံနဲ့ကစားလာကပို့ပြီးတော့တင့်တော့တယ်ပေါ့နော်ပြီးတော့နိုင်လဲနိုင်နေတဲ့အခြေအနေဖြစ်တယ်အဲပြီးတော့ဒီပွဲချိန်က60လောက်မှညီသွားတာပေါ့နော်အဲတော့ United အနေနဲ့ကိုအားတန်တဲ့ transition အခြေအနေကနေပြန်ပြီးတော့ကစားလာဒါ cup tie ဖြစ်တယ်အတွက်ဖလားပွဲဖြစ်တဲ့အတွက်ဒီကစားလာကဒီဗီဒီယိုညီရလို့ယူဆလို့အဲ့လိုကစားရလို့ပဲကျွန်တော်တော့ထင်ပါတယ်အထွေထူးဟိုတင်းတန်မဟုတ်ပဲနဲ့အဲဒီ United ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် possession gain ကို ကောင်းကောင်းမစားနိုင်သေးဘူးဒါကြောင့်မလို့ဒီ option ကိုရွေးချယ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ကြာအာဒီနေ့ပေါ်မှာဆိုလို့ရှိရင်အကိုရဲ့ဒါ Bruno Fernandez ကတော့ဒါပွဲရဲ့ man of the match ရောက်သွားပြီဆိုတော့ Bruno Fernandez မဟုတ်ဘဲနဲ့တခြားအဲ့လိုမျိုး stand out performance ဖြစ်တဲ့ကစားသမားဆိုရင်အခုဘသူ့ကိုရွေးချယ်ခြင်းလဲမသိဘူးအဟုတ်ကဲ့ဗျာကျွန်တော်ဒီအခုပြောကျွန်တော်ပြောနေတဲ့ season မှာတော့ဒီ Casemiro အကြောင်းကျွန်တော်ပြောခဲ့ပြီ Bruno အကြောင်းပြောခဲ့ပြီအဲပြီးတော့ Sexy အကြောင်းပြောခဲ့ပြီဆိုတော့ကျွန်တော်အနေနဲ့ ဒီခန်းစစ်က heavens အကြောင်းပြောကျင်တယ်ပေါ့နော် heavens တော်တော်လေးကောင်းနေတာကိုတွေ့ရတယ်ဘလို့ကနေတဲ့အာဘယ်သံဘယ်နောက်ခံစာလာမှာအဲ့တော့ masrauri ဟာ lcb ညမှာသူကစားခဲ့လေဒီလက်ကစားခဲ့ဒါပေမဲ့သူတို့ကညာတယ်လေအဲ့တော့ညာတယ်နဲ့ဘယ်သံရဲ့ဘလုံးထွက်တဲ့လမ်းကြောင်းမတူဘူး ball circulation လဲကွာဟာတယ်ပေါ့နော်အဲ့တော့ heavens ဟာဒီပူကောင်းတဲ့ဒီ ball progression တွေသူပေးနိုင်ခဲ့တယ်ပိုင်နဲ့တက်တယ်လို့သူဘလုံးလေးပေးခဲ့တာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒါအသင်းရဲ့လိုအပ်နေတဲ့ ဘယ်တော့ကစားရမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့ရိုးရိုးကိုငဲတယ်လို့ပြောမယ်ဆိုရင်အတွေ့အကြုံနဲတယ်လို့ပြောမယ်ဆိုရင် heaven ကအများကြီးအောင်နေသေးတယ်ဒါပေမဲ့ heaven ပြနေတဲ့ခြေစွမ်းကကျွန်တော်တို့လိုအပ်တဲ့ခြေစွမ်းလိုချင်တဲ့ခြေစွမ်းဖြစ်တယ်ပေါ့နော်အဲအဲ့ဒီဟာကိုကျွန်တော်တို့အတိအမှတ်ပြုဖို့လိုတယ်ဒါပေမဲ့တခုတော့ရှိရပါတော့ထုံးစံအတိုင်း sub high လို့တော့မရဘူးပေါ့လေဒီကစားသမားကလေးပဲရှိသေးတယ်အဲ sub high လို့တော့မရဘူးဒါပေမဲ့အများကြီးအလားလာကောင်းတဲ့လိုအပ်နေတဲ့ piece တခုကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးတော့ဒီဈေးသက်သာနဲ့ရထားတဲ့ကစားသမားလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အတော်လေးကြိုးဆိုရမယ်ပေါ့နော် အပြီးတော့ခန်းစစ်မှာဆိုလည်းဒါမက်စရာတွေလည်း RCB လေးနဲ့တော်တော်လေးကောင်းခဲ့တာဘူးဟောတွေ့ရတယ်ဒီနေ့ပွဲမှာတော့ပြောမယ်ဆိုရင်ကျွန်တော်ရဲ့အဓိက highlight လုပ်ချင်တဲ့ point ကနေရာများစွာမှာ United ရဲ့ဒီ disjointed ဖြစ်နေတဲ့နေရာများစွာမှာကစားသမားအကုန်လုံးဟာသူတို့ကိုသူတို့စီကတောင်းဆိုတယ်သူတို့လိုအပ်တဲ့ function တွေကိုဟို function ကြအောင်လုပ်နိုင်ခဲ့တယ်အဲ့လိုကြအောင်လုပ်နိုင်ခဲ့လို့ဒီလောက်ကောင်းချင်းဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင် Bruno ဘလောက်ပဲသိအောင်ကောင်းကောင်းတဲ့နေရာတွေက function မမှန်ဘူးဆိုရင်အထူးသဖြင့်နေရာတချို့ပွဲရရှိတယ် ် LWB ကကောင်းပြီ RWB ကမကောင်းတဲ့ပွဲရှိခါလေကျ RWB ကကောင်းတယ် LWB ကမကောင်းတဲ့ပွဲရှိအဲ့လိုပွဲဆိုရင် United ကတစ်မျိုးကြီးဖြစ်နေတယ်တစ်မျိုးဖြစ်နေဆိုတော့ကျွန်တော်အကျေပြောရင်အများကြီးဖြစ်သွားမှာပေါ့နော်အဲ့တော့ချုပ်ပြောရင်တစ်မျိုးကြီးဖြစ်နေတယ်အဲ့လိုမျိုးတစ်မျိုးကြီးမဖြစ်ရအောင်ဘူးလို့နေရာတိုင်းက function ကြဖို့လို့ဒါ Amorin system ကဒါခတ်တယ်ပေါ့နော်အဲ့လိုခတ်တဲ့ system ဖြစ်နေရတဲ့အတွက်တောင်းဆိုမှုများတယ်တောင်းဆိုမှုများတဲ့အတွက်ဒီလိုမျိုးအခြေအနေဖြစ်ရတယ်ပေါ့အဲ့တော့အဲ့လိုအခြေအနေကနေ looking နဲ့ပွဲရဖြစ်ဒီပွဲကိုကျွန်တော်တို့မြင်ရတယ်။ Everton ကိုဒါ4-0နဲ့နိုင်ခဲ့တယ် ဒါပေမဲ့အဲ့ဒီဘွဲတော့အခုလိုမျိုးဟန်ချက်မကြည့်ဒီဘွဲကတကယ်ကိုအားနေချက်တချို့ရှိသေးတယ်ဟန်ချက်ညီအောင်မြင်ရတယ်အဲ့ဒီအတွက်ဒီအကုန်လုံးပေါ့နော် RCB LCB RWB LWB ပြီးတော့ဒီ CM ၂ယောက် IIA LM ပြီး YLM ပေါ့နော်အဲဒီကစားမအကုန်လုံးအပါဝင်ခဲ့ရလို့ပဲကျွန်တော်ချုပ်ပြီးတော့ပြောချင်ပါတယ်အဲ့ဒီမှာတော့ဒီအငယ်ဆုံးဖြစ်တဲ့ Evans ကိုတော့ပို့ပြီးတော့ဒါကျွန်တော်ကြည့်ကြည့်ချင်ပါတယ်တော့ဒါနောက်ဆုံးမေးခွန်းအနေနဲ့ဆိုလို့ရှိရင်ဒါနောက်တစ်ဆင့်အတွက်အာ United က Lion အသင်းနဲ့တွေ့ရမှာဆိုတော့ဒါ United အတွက်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ဖြစ်လာနိုင်မလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ဘာလို့ Lion အသင်းကအခုနီးပြဖွန်စီကာကိုပြောင်းထားရလဲဆိုတော့နီးပြအသင်းလက်ထက်မှာဆိုတော့ကစားသမားရဲ့ယုံကြည်ချက်ပြည့်နဲ့တိုက်စစ်မှာလည်းခိုးတွေရမ်းပြူးနေတဲ့အသင်းဆိုတော့ United ရဲ့ဒါခန့်စစ်ပိုင်းကလည်းဒဏ်ရာများနေတယ်ဆိုတော့မတည်ငြိမ်သေးဘူးပေါ့အဲ့အဲ့အနေဆိုတော့ United အတွက်ဒီနောက်တစ်ဆင့်ကခက်ခဲလာမဲ့အဲဒါပြိုင်ဘက်ပေါ့အဲ့အဲ့သူနဲ့ပတ်သက်ပြီးတော့ အကိုအကိုအမြင်လေးနဲ့သုံးသပ်ပေးပါသိကြပါတယ်ဒီထက်အများကြီးပိုခက်မဲ့ပွဲပေါ့ဆိုစီလက်ကကျွန်တော်အာဒီမတွေးခင်တော့ပထမကျွန်တော်ကျွန်တော်ဒီဒုတိယအကြော့ခံမင်းချက်ပေါ့ကျွန်တော်အကုန်လုံးပြောခဲ့ဆိုစီလက်ကအဲ့လောက်ကြီးမခတ်ဘူးဆိုတဲ့ဟောအထင်သေးရအောင်ပေါ့နော်သူတို့ရဲ့လက်ရှိ league မှာဂျုံတွင်းနေရတဲ့အခြေအနေကြီး Lion ကအဲ့လိုမဟုတ်ဘူး Lion ကတော်တော်လေးကိုတိုးတက်လာတယ်ကျွန်တော်ပွဲတိုင်းတော့မကြည့်ဖြစ်ပါဘူးဒါကတော့အယူသားဝင်ခံတယ်ဒါပေမဲ့ကျွန်တော် PSG နဲ့ပွဲတော့ကကြီးလိုက်တယ် PSG ကို Lion အင်ကွင်းမှာကစား PSG အသေးတန်ကစားရတယ်2-3နဲ့ပဲနိုင်တယ် အပေါ်လိုဖန်စီကလက်ထက်မှာအပေါ်လိုဖန်စီကလက်ထက်မှာရလက်တွေတောက်လျှောက်ကောင်းတယ်ဂိုးတွေအများကြီးတွင်းနိုင်တယ်အဲဒီ PSG ကိုတော့သူတင်ကိုတင်ကစားနိုင်ခဲ့တယ်အဲခြေခြေတူနီးပါပေါ့နော်ရှုံးသွားခဲ့ပြင်မဲ့အဲ့လိုကစားနိုင်ခဲ့တယ်အဲအဲ့ level ကပေါ်တည်သေးမဟုတ်အဲ့တော့အဲ့အရာကိုလုံးဝမှတ်ထားရမယ်ပြီးတော့ဒီအသင်းမှာတယောက်ချင်းကောင်းတဲ့ကစားသမားအများကြီးရှိတယ်ဒါမနေ့ကဆိုရင်တိုက်စစ်မှာဒါမီခေါ်တိုက်စီဆိုတာဒါဂျော်ဂျီယာအသင်းကတိုက်စစ်မှုပြီးခဲ့တဲ့ယူရိုတော့ဆိုရင်ควาเรสคลียาเนี่ยมิคอตัสซีเนี่ยยောက်ထဲเนี่ยจอร์เจียตลอดเลยฉิซวนปะแกไปมิคอตัสซีရှိတယ် ပြီးတော့ Arsenal လိုက်စမှုဟောင်း Lacazette ဖြစ်တယ်ပြီးတော့ဒီ Tolisso လို့ရှိတယ်ပေါ့နော်ပြီးတော့ဒီဒီယာဒီမှာခြေစွမ်းတော်တော်လေးပြနေတယ်အဲ Chucky ပေါ့လေ Ryan Chucky ကတော်တော်လေးကောင်းတဲ့ကစားသမားတွေမှာပါတယ် Ryan Chucky ရှိတယ်ပြီးတော့ဒီ Lua Ma တို့တခြားသောတောင်ပံကစားသမားတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အားလုံးထုတ်ပြီးပြောရမယ်ဆိုရင်တယောက်ချင်းအရန်ကောင်းပြီးတော့နည်းနည်း skill ကောင်းတဲ့အာယုံနောက်ဆရာပြည်ရာကြီးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီချက်က United သတိထားရမယ်အချက်ဒါပေမဲ့အမ်ကိုဘမှာအခွင့်အရေးကောင်းရှိနေတာပါလဲဆိုတော့ United ကခန်းစစ်ကစားရင်ကောင်းတယ် အဲ့တော့ lion ကိုကခံစစ်ကစားမယ်ပွဲအဲ့တော့ခံစစ်ကစားမယ်ပွဲဖြစ်တဲ့တော့အဲပြောမယ်ဆိုရင်ညှို့လင်းချက်အများကြီးရှိတယ်ပေါ့နော် lion တိုက်စစ်ကောင်းလာမှန်တယ်ဒါပေမဲ့ united အတွက် play sign အားဖြင့်ဒါ favor ဖြစ်တဲ့ပွဲမျိုးဖြစ်လာတယ်နောက်ပွဲတော့ခက်ခဲမယ်ဆိုပေမဲ့လို့ united အတွက်ညှို့လင်းချက်ရှိတယ်ပေါ့နော်ညှို့လင်းချက်တော်တော်လေးရှိတဲ့ပွဲအဖြစ်ကျွန်တော်တို့ယူဆလို့ရတယ်ပြီးတော့ semi final အဆင့်ထိကြည့်မယ်ဆိုရင်ဟိုဘက်မှာ um ဘုရားတက်လာ Fenerbahce Rangers Rangers နဲ့ပြပါဦးပြပါဦးနဲ့ Rangers ကတော့ နောက်တစ်ဆင့်နေအထိရောက်ခဲ့ရင်တော့အဲကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာပေါ့အရင်ရောမကြက်ပါဘူးမျောလင်းနိုင်ဆိုရင်ရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ပြည်သက်တွေအနေနဲ့ဒီဗလာတစ်ခုပဲမျောလင်းစရာရှိတာအဲ့တော့ဘာပြီးတော့မျောလင်းလို့ရတဲ့ level အနေထားမှာတော့ရှိတယ်ဘာပြီးတော့ပြီးခဲ့တဲ့ဘွဲရလဲဆိုစီတက်နဲ့ဘွဲရလဲအခြေစွမ်းလေးကစိတ်ချမ်းသာစရာလေးကစားသွားတယ်ပေါ့နော်အဲ့တော့အဲ့အဲ့ပုံစံလေးစက်ထိန်ထားနိုင်မယ်ဆိုရင်တော့လိုင်ယွန်ကရှင်ပြိုင်လို့ရနိုင်တယ်ကြော်ဖြတ်လို့ရနိုင်တယ်ပြိုင်ဖက်ဖြစ်ကျွန်တော်ကတော့ပြီးပါတယ်ဟုတ်အခုတော့ ဖြစ် जा ပေးခဲ့တဲ့ဒါကိုစိတ်သူကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ချီးရှုအားပေးခဲ့ကြတဲ့ဒါဘောလုံးပရိသတ်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်။